ဒီကလေးကတမင်ကပဋိတ္တေကြီးဝေးွားလာတဲ့မိန်းကလေးဖြစ်လို့သူမရဲ့နာမည်ကိုဘေးဒါရီလို့ခေါ်တယ်။တမင်မမထူးဆန်းစွာပဋိတ္တေတီမွေးဖွားလာတဲ့ဒဏ္ဍာရီလာရွှေမင်းသမီးဘေဒါရီအတက်ကံဘုံတစ်ခုနဲ့မဲမဲဖျားရဲ့သားတော်နာမည်ကဒွတ်တပောင်လို့အမည်ပေးခေါ်တွင်စေတည်းဖုံတကူကြည်ပြီးထင်ရှားကြော်ကြတဲ့ဒွတ်တပောင်ဘရင်ရဲ့မဲတော်ဘက်တနိုအေဂရီ ပန်းသွာဒီဝေရဲ့ရောက်ခမတော်မိဖုရားကြီးပေဒါရီမြမသမားရဲ့ခေဥကာလတွေမှာထူခြားစံကျယ်မှုများဂမ္ဘီယာစံမှုများစွာနဲ့စတင်လာတာဖြစ်ပြီးနိုင်ငံတိုင်းမောင်းပေါက်ကြိုင်ဇဏ္ဍမှုခိဘလူးမနဲ့ဘေဒါရီမင်းသမီးတို့ရဲ့ရာဇဝင်တွေကတမိုင်းခေဥရဲ့ခေါင်းစည်းပိုင်းမှာနေရာယူထားကြတဲ့ပုံကူတွေဖြစ်ကြပါတယ်ဒီမယ်မိဖုရား နေရဲ့မျက်မမြင်သားနှစ်ယောက်ကိုအခုချက်ချင်းနန်းတော်အပြင်မှာသွားပစ်လိုက်ဆိုင်ဒါငါရဲ့အမိတ်ပဲကြာလာကျမသားနှစ်ယောက်ကိုမဖြစ်နိုင်ဘူးအဲ့ဒီအထဲကဘေတာရီမီနီမီလေးရဲ့ဘဝဖြစ်စဉ်ဟာအယံကိုစမ်းကြည့်ပြီးစိတ်ဝင်စားဖွယ်ဒဏ္ဍာရီလာတမိုင်းချောင်းနဲ့အတူ အာရှဒါတို့အကြိုက် အထင်ရှားဆုံးရာဇဝင်တွေထဲကတစ်ခုဖြစ်ပါတယ်ဘေတာရီမီနီမီတမိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ channel မှာတောင်းဆိုမှုအများဆုံးလူစိတ်ဝင်စားမှုအရှိဆုံးဖြစ်ခဲ့တဲ့ တမင်မမထူးဆန်းစွာပြည်တရေတီမွေးဖွာလာတဲ့ဗေဒရီမင်းသမီးဒါမှမဟုတ်တရေခိတရာဘျူမျိုးပြတိုင်းပြည်ရဲ့ခေါင်းကင်မဲတော်ဗေဒရီမိဖုရားကြီးရဲ့နောက်ခံသမိုင်းကြောင်းကိုဘௌဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။နောင်ကြီးတို့တောဝကြီးလာနေပြုတ်နောင်ကြီးတို့တောဝကြီးတောဝကြီးလာနေပြီတောဝကြီးလာနေပြီဆိုင်ချင်းနဲ့ကုံပါပြီပြုတ်ပြေးကြပါပြေးကြပါ ကျွန်တော်တို့ဇာနီပဲဖြစ်ပါတဒနာတက္ကသိုလ်49ရက်ဒုရီယလကောင်းမင်းဆက်သရိုးမဟာယာဇာမင်းကြီးလက်ထက်မှာအရက်စနစ်တောင်ရှိတဲ့တောဝဲကြီးတကောင်ဝင်ရောက်ဖြစ်စီလာပါတယ်။တောဝဲကြီးလာနေပြီတောဝဲကြီးတောဝဲကြီးလာနေပြီတောဝဲကြီးလာနေပြီစိုက်ခင်းနေကုန်ပါပြီပြုတ်စိုက်ခင်းနေကုန်ပါပဲ။ဘရင်ကမိဖုရားရဲ့မောင်းတော်အရှိဥပယာဇာ ခေပဒုဒမင်းသားအားဝက်ကြီးရံကိုနှိမ်နှင်းဖို့စေလွတ်တော်မူပါရဲ့ခေပဒုဒမင်းသားလည်းဝက်ကြီးကိုလိုက်လံနှိမ်နှင်းရာတကောင်းပြည်နဲ့အယံကိုဝေလံတဲ့တရေခေတ္တရာပြည်တည်ရှိရာကျွန်းကျွန်းတို့ရောက်မှဝက်ကြီးကိုနှိမ်နှင်းနိုင်ခဲ့ပါရဲ့တကောင်းပြည်ကနေအယံကိုဝေလံလှတဲ့ဒေသစီခရီးလွန်သွားတဲ့ခေပဒုဒမင်းသားကပိစုတ်ပန်စီပွားထက်တန်ရာစီပွားကိုသာရှာလို့တဲ့စိတ်ဆန္ဒကြောင့်နေပြည်တော်စီမပြောင်းတော့ပဲအဲ့ဒီအရမှာ တရားဘာဝနာများအားထုတ်ကာဇံအဘိညာယယိတိတပါဖြစ်သွားပါလေအဲ့ဒီအချိန်တုန်းကပံမူလာလို့ခေါ်တဲ့ပြူမင်းကိုတညောင်းဒီဘရင်ကတိတ်ခိုက်သိမ်းယူတဲ့အတွက်ပြူဘရင်ရဲ့မိဖုရားတပါဖြစ်တဲ့နန်းခမ်းမိဖုရားလည်းစစ်ပေးရှောင်ကတကြအင်းအယမှာနေထိုင်ခဲ့ပါလေဒါကြောင့်နန်းခမ်းမိဖုရားက ခေပဒူတယတိစီအရင်ဥစွာလာရောက်ပူဇော်တဲ့အတွက် အဲ့ဒီအရာမာနေထိုင်တဲ့ဒေသခံများလဲရသိကြီးရဲ့အကြောင်းတင်ခန်းစီလာရောက်ကြပြီးခေပဒုတရှင်ရသိကိုကိုးကွယ်လာခဲ့ကြပါတယ်ရသိကြီးဟာမိမိအကြောင်းတင်ခန်းနဲ့မလမ်းမကမ်းမှာရှိတဲ့ကြောက်ခွက်ထဲအမဲလိုလိုကျင်ငံများဆွကျဲပြီးတမင်မတကောင်ကအဲ့ဒီအရေးများကိုလာရောက်တောက်တုံးကအချင်းကြလာတဲ့နဲ့အမျှတမင်မမှာထူစားတဲ့ပရိသေတီလာယာကနေပါရမီရှင်လူသားမင်းကလေးငယ်တူဘွားမီလာပါ မိမိကြောင်းတင်ကန်းနဲ့မလီမွေးနေရာကနေကလေးငိုတန်းကိုကြားရတဲ့အရှိသေးလဲတွားရောက်ကြည့်ရှုပါရုပ်အစင်းအင်ကာနဲ့ပြည်စုံတဲ့လူသားမင်းကလေးငယ်ကိုထူးဆန်းစွာတွေ့ရှိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဘိုင်းသေးကတမေမမမွေးတဲ့ဒီထူးဆန်းတဲ့ကလေးကိုဘေဒါရီလို့အမည်ပေးခဲ့ပါတယ်အော်ဒီကလေးကတမေကပဋိတ္တိပြီးမွေးွားလာတဲ့မင်းကလေးဖြစ်လို့သူမရဲ့နာမည်ကို ဘေးဒါရီလို့ခေါ်တွင်အဲ့ဒီနောက်မှာတော့အကျိုးအကြောင်းညာတော်နဲ့ဆင်ကျင်ပြီးဣသိကြီးကအဋ္ဌဋ္ဌံတစ်ခုပြုတ်ကာလက်ညှိုးမနှုတ်ရည်များထွက်ကြလာပြီးကလေးငယ်ကိုတက်ကြွေးရင်းပြုစုကြွေးမွေးခဲ့ပါ रे ဒီကလေးသည်အတိတ်ဘဝမှာကုသိုလ်ကံဘုံတစ်ခုအကျိုးတူးရှိခဲ့ပါကဒီလက်ညှိုးမအာဟာရဖြစ်စေဖက်နှုတ်ရည်များထွက်ကြပါစေသတည်းအဋ္ဌဋ္ဌံအောင်မြင်ပါစေသတည်းဘေဒရီမင်းကလေးအသက်၁၉နှစ်အရွယ်သို့အရောက်ရှိလာတဲ့အခါမှာတော့ယသိယဟန်တို့မြည်သည့် မိမတို့နဲ့အတူနေထန်ချင်းမသိတော့ကြောင်းတပားသူများအမြင်မှာမလျော်ကံမသိမြကြောင်းဤတဲ့ကြီးတွေးတော်စင်ချင်းလာပါရဲ့ဒါကြောင့်ဤတဲ့ကြီးကဘူးသည့်အခွန်၆တလုံးကိုတင်းငယ်တဲ့အပေါက်များဖောက်ပြီးဘေဒါရီကိုရေခတ်ခိုင်းခဲ့ပါရဲ့သမီးတော်ကိုဘူးသေးကြောင့်လည်းဗရာသေးအတွက်ခေါခေါရေခတ်ပေးပါကွယ်။တင်ပါဗျာ။သမီးတော်ခတ်ပေးပါမယ်ဗျာ။ဒီဒါရီလဲ လူတွေအခေါ်အချောင်းမအပေါက်တွေကြောင့်ရေများကိုမြန်မြန်နဲ့အလွယ်တကူမခတ်နိုင်ပဲတနေကုန်ရေခတ်ရေးအချိန်ကုန်နေခဲ့ရပြီးညရောက်မှသာကြောင်းစီပြန်ရောက်တတ်ပါမယ်ခေပဒူတာမင်းသာတော်ဝဲကြီးရန်ကိုနေနှင်းတဲ့နှစ်တဒနာတက်ကရေ40ခုနှစ်မှာပဲတကောင်းဘရင်ရဲ့မိဖုရားကီရီဒီဝီမှာမဟာတမဝနဲ့ဇူလာတမဝဆိုတဲ့မြင်းမြင်းသားတော်နှစ်ပါးဖွားမြင်လာပါတယ် မြင်မြင်သားတော်များကိုငွေးဖွာလာတဲ့အတွက်ဘရင်ကစွပစ်ဖို့အမိန့်ချပေမဲ့မိဖုရားကမစွပစ်နိုင်ပဲဘယ်သူမှမသိအောင်သားတော်နှစ်ပါးကိုသူဝက်ထားလိုက်ပါတယ်။မိမမိဖုရားနေရဲ့မျက်မမြင်သားနှစ်ယောက်ကိုအခုချက်ချင်းနန်းတော်အပြင်မှာသွားပစ်လိုက်ဆိုင်။ဒါငါရဲ့အမိန့်ပဲကြာလား။ကျမသားနှစ်ယောက်ကိုမပစ်နိုင်ဘူး။ဒါပေမဲ့တကရင်59ခုနဲ့မှာတော့မျက်မြင်သားတော်နှစ်ပါးကိုမိဖုရားကတိုးဝဲထားကြောင်းဘင်ကြီးတိသွားရာကနေ အစားအစာအပြည့်တင်ဆောင်ထားတဲ့ဖောင်တော်နဲ့မြမြမြမင်းသားနှစ်ပါးကိုအယောရီမြစ်ထဲမျောလိုက်ပါတယ်။အဲ့ဒီဖောင်တော်ကအယောရီမြစ်ကြောင့်အတိုင်းဆောင်ကျင်းလာကလန်ကြီးမှာဖောင်တော်မှအစားတောက်များကိုခိုးယူစားတောက်နေတဲ့ဇန္ဒမုခိဘလူးမရဲ့ကုသပေးမှုကြောင့်မြမြမြမင်းသားများအလင်းရရှိသွားကြပြီးဇန္ဒမုခိဘလူးမလည်းစူလတမဝမင်းသားနဲ့ပြည်ထရေရကနောက်တစ်ချိန်မှာ ထင်ရှားကြော်ကြားလာမဲ့ဘက်တနိုအေဂရီပန်ထွာဒီဝီကိုမွေးဖွားလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မင်းသားနှစ်ပါးရဲ့ဖောင်တော်ကဆက်လက်ဆုံဆင်းလာပြီးတိုင်းဆိုင်စွာပဲဘေဒါရီရေခတ်တဲ့မြစ်ဆက်ကအနားစီ ရောက်ရှိလာကြပါတယ်။ဒီမဲနှမတော့အတင်ကဘသူလဲဘဲမနေလဲ။ကျမနာမည်ကဘေဒါရီပါ။ဒီတော်ထဲမှာနေပါရဲ့။ မင်းသားနှစ်ပါးကဘေတာရီရေခတ်နေပေါ်ကိုမြင်ပြီးဘူဒီအခွန်အချောက်မှအပေါက်များကို ပြင်ပေးလိုက်တဲ့အခါဘေတာရီလည်းရေများကိုအချိန်တိုအတွင်းပြည့်ရှံသွားကာဘိုက်တေးရဲ့ကြောင်းတင်ကန်းစီအတူတူရောက်ရှိလာကြပါရဲ့မင်းသားနှစ်ပါးကဘိုက်တေးကိုရှ िख ိုးဥချပြီးအချောင်းစုံကိုရှောက်တင်လိုက်တဲ့အခါမှသာဒီမင်းသားနှစ်ပါးဟာမိမိရဲ့သူတော်အရင်များဖြစ်နေတဲ့အတွက်မင်းသားအကြီးမဟာသမောင်းနဲ့ဘေတာရီမင်းကလေးကိုစုံဖက်ပေးလိုက်ပါရဲ့ တကယ်တော့ခေပဒုသယတိကြီးကဖုန်တကူကြီးမားသူဖြစ်တယ်လို့အထာရတပညာများနဲ့ရာဇပရိယများမှာပါရံကိုကျွမ်းကျင်တော်မူပါ रे အဲ့ဒီချိန်မှာယတိကြီးကိုစိကကိုးကွယ်နေတဲ့ဘူမိဘုရားနန်းခမ်းနဲ့အနည်းအနာကဒေတာကာမြောက်ကို ခေါ်ပြီးသူတော်မဟာတံဘဝမင်းသားကိုဘရင်အဖြစ်ချီးမြှောက်ဖို့မဲကြားကဘူမိဘုရားလည်းမဟာတံဘဝမင်းသားရဲ့ဖုံးလက်ရောင်းကိုသဘောကျနှိမ့်ချတော်မူပါ रे ဒါကြောင့်တဒနာတက်ကြီး60ပြည့်နှစ်မှာ မဟာတန်ဘောကဘရင်အဖြစ်တခြားအင်းအယတ်မှာမင်းနေပြီးတော့အစ်စ်တီထောင်ကအောက်ချော့ဆိုးဆန်းခဲ့ပါရဲ့မဟာတန်ဘောကဘရင်မှာဗေဒာရီမိဖုရားအပြင်ဗျူမိဖုရားနန်းခမ်းကိုလည်းမိဖုရားအဖြစ်တင်မြောက်ပြီးဗျူမိဖုရားနန်းခမ်းကသမီးတော်တစ်ပါးဖွားမြင်အပြီးမကြာမီမှာပဲကွယ်လို့အနေဆရောက်သွားခဲ့ပါရဲ့ဗေဒာရီမိဖုရားမှာတော့မကြီးလောင်းလျာဒုတိယမင်းသားကိုပရိသေတိဆလွယ်တဲ့၃လမှာ ဘရင်မဟာသံဃာမင်းကတက်တော်နှစ်စကြောင်းနှစ်မှာနှရွာဆန်သွားခဲ့ပါရင်ဒါကြောင့်တဒနာတက်ကြီး66ခုနှစ်မှာတော့ညီတော်ဖြစ်သူဇူလသံဃာမင်းသားကသီနာရဲ့ရာကိုဆက်ခံကဘရင်အဖြစ်နမ်းသက်လာပြီးမိကြီးတော်ဗေဒာရီမိဖုရားကိုပဲဆက်လက်မိဖုရားမြောက်ခဲ့ပါရင်နောက်ဆုံးအနေနဲ့တမေမမထူးဆန်းစွာပြိတ္တရေတီမွေးဖွားလာတဲ့ဗေဒာရီမိဖုရားကြီးဟာ မြန်မာသမိုင်းတစ်လျှောက်ထင်ရှားကျော်ကြားပြီးဖုန်တကူကြီးမားတဲ့ပါရမီရှိမိဖုရားတစ်ပါးအပြင်နောက်တစ်ချိန်မှာတည်ရခိတရာမြို့ပြတန်းပြီးတည်ထောင်သူဒုရဘောင်မင်းရဲ့မေတော်ဖြစ်လာပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်အတက်ကံဘုံတစ်ခုနဲ့မဲမဲဖုရားရဲ့သားတော်နာမည်ကဒုတဘောင်တို့အမြည်ပေးခေါ်တွင်စေတည်း